ဒီကအထူးခြားချက်ကကြတော့ကားတော့နေပဲအပြင်ကနေကားဆက်ကိုလှမ်းနှိုးလို့ရတယ်ပေါ့နော်အန်ကစားပြတဲ့ဒီဇိုင်းတိတ် final performance တန်ပြတ်နေတဲ့ bay quality technology တွေကလည်း advance ဒီလိုအချက်တွေနဲ့ပြည့်စုံနေတဲ့ Soe S09 ကိုရန်ကုန် license အမည်ပေါင်းနဲ့ရယူနိုင်မှာဆိုရင်စိတ်ဝင်စားလားဒါဆိုရင်တော့အဆုံးထိကြည့်ဖို့မေ့နေတော့ တဆိုင်ကိုဒါမြင်မြင်ချင်းပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြောကြွားလေးဖြစ်တဲ့ခန်းစားချက်မျိုးရတယ်အခုဒီရှေ့ရ share မှာဆိုလို့ရှိရင်လဲသူလုံးဝဒီကားနဲ့ match ဖြစ်အောင်လို့သုံးမိထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စိုးရီ logo ပေါ့နော်ပါတယ်ပြီးတော့ SUV အမျိုးအစားလည်းဖြစ်တယ်အင်ဂျင်ပါဝါအနေနဲ့ဆိုလို့ရှိရင်တော့1.6 liter တာဘိုဂက်ဇူလိုင်းအင်ဂျင်နဲ့လာရဲပေါ့နော်ဒီမက်ဆီမန်ဟော့စ်ပါဝါအနေနဲ့ဆိုလို့ရှိရင်လည်း190ခွန်ဟော့စ်ပါဝါပေါ့နော်ပြီးတော့59လီတာဆန်တဲ့ fuel tank နဲ့လာတယ်အခုဝီးဆိုင်ရဆိုလို့ရှိရင်လည်း255အာ45 20ပေါ့နော်ဒန်နစ်လိုက်လေးရဆိုလို့ရှိရင်လည်းတကယ်ကိုလှတယ်သူ့ရဲ့ကားနဲ့တကယ်ကိုကြောက်ရပြီး match ဖြစ်နေတာကိုလည်းတွေ့ရတယ်ပေါ့နော်လုံးဝ20လိုက်လေး ကွေ့လိုက်တဲ့အခါမှာအရန်လာတဲ့ရှေ့ရနေကြည့်မယ်ဆိုလို့ရှင် ground clearance ကဆိုလို့ရှင်လဲ190 mm မြင့်နေဆိုတော့မျိုးရင်းရောမျိုးပြင်းရောခီးသွားမယ်ဆိုလို့ရှင်လဲအဆင်ပြေတယ်ပေါ့နော်အဲတချို့ဒါလမ်းကြိုက်နေပါတယ်ဆိုလို့ရှင်လဲတိတ်တိတ်တာမှာမဟုတ်ဘူးအဲဒီမှာ drone နဲ့လိုက်လေးဒီဘက်မှတ်မှာလဲထည့်ပေးထားတယ်ပြီးတော့ဒီအောက်မှာဆိုလို့ရှင်လဲဒါကင်မရာလေးပါတယ်ပေါ့နော်အထက်ကိုဆက်လောက်ကြည့်လိုက်ကြအောင်ကဲအခုကကားရဲကိုရောက်လာပြီပေါ့နော်ကားရဲကိုရောက်လာလာချင်းမှာဒါကားရဲ interior design တွေကိုပြောပြခင်မှာဒီကားရဲ့ထူးခြားချက်ကိုပြောပြခြင်းလဲဒီကားရဲ့ထူးခြားချက်ကကြတော့ကားတော့နေပဲ အပြင်ကနေကားဆက်ကိုလှမ်းနှိုးလို့ရတယ်ပေါ့နော်ဒီကြလို့ရှိရင်ဒီကားရဲ့ကာလာဆိုလို့ရှိရင်လည်းအဖြူနဲ့အမဲနဲ့ဆိုပြီးတော့နှစ်ယောက်လာတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဟုတ်ပါပြီအထဲကိုရောက်ပြီးဆိုတာနဲ့ပထမဆုံးခန်းစားလိုက်ရတာကတော့တက်တောင့်တက်တာအရန်ဖြစ်တဲ့ခန်းစားချက်ကိုခန်းစားရတယ်ပေါ့နော်ပြီးတော့ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်း soft leather ရဲ့ကျွန်းလေးတွေရဲ့ပေါ့နောက်ဒီမှာတို့အလှဆင်ပေးထားတဲ့ဟာလေးရှိရဲ့ အဲ့လိုမျိုးလေးတွေကိုအလဲမှာကြိုးကြုံလေးတွေနဲ့လှလှပပလေးပေါ့နော်ဒါတည်တည်တက်တက်လေး balance ပြန်အောင်လုပ်ပေးထားတယ်။နောက်ပြီးတော့အာဒီကပေါ့နော် luxury comfort နဲ့ဒါ technology advance ကို balance ဖြစ်ဖြစ်လေးဖြစ်အောင်လို့ဒါသူတို့ဟိုလုပ်ပေးထားတယ်ပေါ့နော်ဒီအရှိမဆိုလို့ရှိရင်လည်းအာ infotainment screen တစ်ခုရှိရယ်ပေါ့နော်ဒါကတော့ touch တော့မရဘူးဒါပေမဲ့ 5.6 inches ရှိတယ်။ဒီဘက်ကဆိုလို့ရှိရင်ဒီ infotainment screen ကကျတော့အကြီးပဲ။ဒါကကျတော့12.3 inches တောင်မှရှိရပါတော့။ဒီကနေပဲဒါ aircon တွေကိုဒါအ short အအတင်းလို့အ short အမြင့်လို့လို့ရတယ်လို့ဒီကခလုတ်တွေမှာလည်းသူကသွားပြီးတော့လုပ်လို့ရတယ်ပေါ့နော်။ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင် wireless charging တစ်ခုပါတယ်။သူက50 watt ဆိုတော့ first charging ပေါ့နော်။တော်တော်လေးကိုအဆင်ပြေတယ်ဖုန်းအသွင်းတဲ့နေရာမှာဆိုလို့ရှိရင်လေ။နောက်ဒီမှာ cable ပါတယ်။ ဒီမှာဒါဆိုလို့ရှင် voice command ပေးလို့ရတယ်ဒီကနေပြီးတော့ဟိုမှာဒီ close the ac လို့ and close the အဲ FM လို့အဲအဲ့လိုမျိုးဆိုလို့ရှင်အကုန်လုံးဒါဒီကနေလုတ်လို့ရရပေါ့နော်ပြီးတော့ steering တို့ dashboard တို့အဲဒီလိုမျိုးပေါ့နော်ဒီ Emirates တို့ကအစ soft material တွေနဲ့ပြုလုပ်ထားပေးရဆိုတော့တကယ်ကို luxury ဖြစ်တဲ့ခံစားချက်ကိုခံစားရရပေါ့နော် audio ဘိုင်းမှာပြောရမယ်ဆိုလို့ရှင်လေ hi-fi speaker ၈လုံးတောင်ပါတယ်ဆိုတော့ ် ACC ပဲဒါအများအမျိုးစင်းနဲ့အဲသွာလာနေရလူတွေဆိုလို့ရှိရင်အဆင်ပြေတယ်နောက်တစ်ခုကကြတော့ဒီမှာ panoramic sunroof လည်းပါတယ်အဲ့တော့ ခီးသွားတာပဲဖြစ်ဖြစ်ကိုကအဲဒီလိုမျိုးတော့ကလေးတွေနဲ့အဲဒီလိုမျိုးသွားလာတာပဲဖြစ်ဖြစ်ကလေးတွေကိုမတည့်ရက်ပြီးတော့ကိုမိသားစုနဲ့အတူတူပေါ့နော်စီးလို့လည်းရတယ်။သူ့ရဲ့ STRI လေးကလေဒီလိုမျိုးအဝိုင်းလေးလုပ်ပေးပြီးတော့ဒီအောက်မှာဒီပြန်ကွေးပေးထားတာလေးကပြောမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ဒါကြီးတဲ့သူတွေရောပဲဖြစ်ဖြစ်ပေါ့နော်ဒါမောင်းရတာအရန်အဆင်ပြေတယ်။ Driver seat မှာသူကအော်တိုပါတယ်။ကျန်တဲ့ဒီခုံတွေကကြတော့အော်တိုမဟုတ်ပါတော့မန်နီပဲပြီးတော့ driver seat နဲ့ passenger အပါဝင်ဆိုလို့ရှိရင်7 seat ်ပါတယ်ဆိုတော့လူများများလေးဆန်နေခီးသွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်တငယ်ချင်းတွေနဲ့အတူတူ short trip သွားရင်လည်းအဆင်ပြေတယ်ပေါ့နော်သူက SUV ကားကြီးလေးဖြစ်တယ်ဆိုတော့ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါ safety အတွက်ကဆိုလို့ရှိရင်လည်း airbag 6လုံးပါတယ်ပေါ့နော်နောက်နောက်ထပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် EPS ရဲ့ auto hold ရဲ့ hey assist ရဲ့ပါတယ်ပေါ့နော်အဲ့တော့သူက minimalistic sensor ပုံစံလေးဖြစ်တယ်ဆိုပေမဲ့တကယ်အသုံးပြုတဲ့အခါမှာ premium sensor နဲ့ပေါ့နော် futuristic ဖြစ်တဲ့ အခန်းစားချက်ကိုခန်းစားရတယ်နောက်တစ်ခုကကြတော့လေဒီမှာ ambient light လေးတွေပါတယ် ambient light လေးတွေကိုဒီ infotainment screen မှာပဲအရောင်လေးတွေ color လေးတွေချိန်မျိုးကိုကြိုက်တဲ့အရောင်ထားလို့ရတယ်ပေါ့နော်နောက်ထပ်အာဒီမှာဆိုလို့ရှိရင်အဲဒီဘက်အဲ signal ပြလိုက်တယ်ပေါ့အဲဒီလို꿰တော့မယ်ဘာညာဆိုလို့ရှိရင်940 degree panoramic camera တွေပေါ်လာတယ်ပေါ့နော်အဲ့တော့အရင်အဆင်ပြေတယ်ဘေးနားကနေအဲဘယ်သူတွေဘယ်လိုဖြတ်သွားမလဲအဲအဲ့ဒါတွေကိုလည်းဒီမှာတစ်ခါတည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ safety အတွက်ကလည်းတကယ်ကိုမြင့်တဲ့ကားတစ်စီးလို့လည်းပြောလို့ရတယ်ကြည့်တော့ အနောက်ကိုဆက်လောက်ကြည့်လိုက်ကြတာအခုဒီမှာနောက်ဖုံးမှာဆိုလို့ရှိရင်လည်းအော်တိုပဲပေါ့နော်တော်သူခလုံလေးနဲ့ဖွင့်လို့ရတယ်လူတွေပိုင်းမစရာမလိုကဲအခုဒီမှာကာဂိုစပေးကိုရှိုးလိုက်ကာဂိုစပေးအဆိုလို့ရှိရင်လည်းအခုဒီဟာတောင်မှတော်တော်ကျဲတယ်နော်ဒါတက်ရိုးစီကိုခောက်ထားတာပေါ့နောက်ထပ်ဒီအရှိရခုံတွေကိုပါခောက်မယ်ပတ်စင်ညာခုံမှာခောက်မယ်ဆိုလို့ရှိရင်ပစ္စည်းအကြီးတွေအိမ်ဆောက်ပစ္စည်းတွေသိရမလားတချို့ဆိုလို့ရှိရင်လုပ်ငန်းသုံးပစ္စည်းတွေတင်မယ်ဆိုလို့ရှိရင်တော့မှအရန်အဆင်ပြေတယ်ပေါ့နော်ပိတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်း အဲအေးစေးပဲမိန်ကလေးနေနေလဲဆိုလို့ရှင်လဲပေါ့ပေါ့ပါပါပဲပိတ်လို့ခွင့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှင်ကင်မရာပါတယ်ဆိုနာပတ်လည်းလည်းပါတယ်အဲ့တော့ safety pin ဆိုလို့ရှင်လဲလုံးဝပြောစရာမလိုဘူးအနောက်ကမီးလုံးလေးတွေချိုးပေးထားတာကွေးပေးထားတာလေးတွေကအစအရန်ကိုလှတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်လဲ soy ဆိုတဲ့ logo လေးပါတယ်ကဲဒါဆိုလို့ရှင်တော့မြပါရီ အဲဒီကားနဲ့ပတ်သက်ပြီးတော့လည်းအခုပေါ့နော်တော်တော်များများကလည်းပြောပြပြီးွားပြီးအဲ infotainment နေအကြောင်းလည်းပြောပြပြီးွားပြီးဒီကား expert ဒီအကြောင်းလည်းပြောပြပြီးွားပြီးဆိုတော့အခုလိုမျိုးအ comfort ဖြစ်ဖြစ်နဲ့ luxury လည်းဖြစ်ရမယ်နောက် technology မှာလည်း advance ဖြစ်တာတွေကို balance ဖြစ်ဖြစ်လေးဖန်တီးထားတဲ့အပြင်ပေါ့နော်ဒါ big quality ကလည်းအရန်ကောင်းတဲ့ Soy S09 ကိုရန်ကုန် license အမီပေါင်းနဲ့ရယူခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပဲမြပါရီရဲ့ gas TV ကိုဆက်သွယ်လိုက်တော့နော် gas TV ဒီမှာနိုင်နေတာတိုင်းကပိုင်ဆိုင်နိုင်စေရမယ်